ဂါဇာအတွက်အပြစ်ရဲဆဲမှုနဲ့တရားခံပြန်လည်ရေးသဘောတူညီချက်တို့ပြန်လည်အသက်ဝင်လာစေရေးအတွက်မတ်လ29ရက်နေ့မှာအီဂျစ်ကာတာတို့ကစိတ်ဆက်ညှိနှိုင်းမှုတွေနဲ့ဟားမတ်အဖွဲ့တို့ဆွေးနွေးမှုတွေလှုပ်ဆောင်နေကြောင်းဟားမတ်နဲ့နီးစပ်တဲ့ပါလက်စတိုင်းသတင်းမြစ်တွေက AFP ကိုပြောပါတယ်။ အပြစ်ရစဲမှုကိုခိုင်မာစေဖို့ကြိုးပမ်းတဲ့အနေနဲ့ဒိုဟာမှာညှိနှိုင်းဆွေးနွေးမှုတွေအတွက်တာဝန်ရှိတဲ့အီဂျစ်ကိုယ်စားလှယ်အဖွဲ့နဲ့ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့အကြားဒီညနေပိုင်းမှာအစည်းအဝေးတစ်ခုစတင်ခဲ့တယ်လို့အမည်မဖော်လိုသူသတင်းမြစ်ကပြောပါတယ်။ဆွေးနွေးမှုတွေမှာ ကာတာကစိတ်ဆက်ညှိနှိုင်းမှုတွေလည်းပါဝင်ကြောင်းအဲ့ဒီသတင်းမြစ်ကဆိုပါတယ်။ ဆွေးနွေးမှုတွေဟာအစ္စလမ်ဘာသာဝင်တို့ရဲ့ရမဒန်ဥပုသ်ရာသီကုန်ဆုံးတဲ့ကာလနဲ့ဂျိုးဘာသာရေးပွဲတော်အားလရက်တွေအတွင်းအပြစ်ရဆဲမှုအကောင့်ထဲပေါ်ရေးဖြစ်နိုင်ခြင်းအလားအလာနဲ့ဂါဇာကမ်းမြောင်တွေကိုလူသားချင်းစာနာမှုအကူအညီဝင်ရောက်မှုကိုတေချာစေရို့အပေါ်အာယုံဆိုင်လှုပ်ဆောင်လျက်ရှိကြောင်းသတင်းမြစ်ကပြောပါရယ်